အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေကမနက်ပိုင်းမှတရားအချမ်းနဲ့စီဖွင့်သွားပါတယ် ဒီနေ့က6ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်မပိုင်းတိုင်းရွှေစည်းကတော့တရားချပါတယ်60ကျော်တမန်ကရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲစည်းဆိုင်ကရောင်းတဲ့ဈေးက9200ဆိုင်ကလက်ခံတဲ့ဈေးက9900လက်ဝယ်ရတဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9800နဲ့ပေါင်းစည်းရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3365နဲ့တိုင်းရွှေစည်းကိုတွက်ထားပါတယ်တဒေါ်လာကိုတိုင်းမက်ငွေ30.66နဲ့တိုင်းရွှေစည်းကိုတွက်ထားပါတယ်60ကျော်တမန်ကရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကဘဏ်ကောက်ထဲမှာလက်ခံ100ရှိပါတယ် ်။လက်ခ BSC တိုင်းရွှေခဲတပတ်တာကို9200နဲ့ပေါင်စည်းရှိနေပါတယ်။ ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်တို့ပြန်မပြန်မဲဆိုင်က9,100နဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝင်ရနာရဲ့လက်ကတော့ရတော့ဘန်ကောက်ထဲမှာတပတ်သားကို1,000နဲ့1,000ရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝင်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်တို့ဖြတ်ပြီးတဲ့အပြင်ကို4,9300ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်69.99ကိုရှိတဲ့ရွှေရဲ့ခဲကတကရန်ကိုဆိုင်ကရောင်းတဲ့ဈေးက3,556ပတ်ဆိုင်ကလက်ခံတဲ့ဈေးက3,543ပတ်လက်ရှိမှာထိုင်းရွှေဈေးကရေတို ေနဲ့ကြာနေပြီမယ်ရေရှည်နေနဲ့ဆက်လက်တက်ဖို့လားလားရှိပါတယ်။ထိုင်းရွေကိုစိတ်ဝင်စားလို့ဝယ်ဆိုခြင်းတဲ့သူတွေလက်ခဆေးသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနဲ့ကလင်စီခေါ်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ200ငါးပတ်သားတိဝယ်မယ်ဆိုရင်လက်ခကုန်ကြမရှိပါဘူး။တိုင်းရွှေစင်ငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါရတယ်။တိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးအန်ရကင်းလို့ပြီးရှင်းနိုင်ကြပါစေ။